မင်္ဂလာပါဒီနေ့ပြောမယ့်ခေါင်းစဉ်ကခမရမျိုးချင်းရက်စော်ဖျားကိုမကိုးကွယ်ကြနဲ့တဲ့ဒီနေ့မလဲကျမရဲ့မဆူဆောင်လေးတွေကျမပြန်ပြီးဖတ်ဖြစ်ပါတယ်ကျမမဆူဆောင်လေးရုပ်ရှိတယ်တမတော်နဲ့တက်တက်တဲ့အကြောင်းညာစီအကြောင်းညာလေးတမတော်တိုက်ပွဲကြီးဥပမာမဆလာနာဝတာခေတ်ကအကြောင်းလေးဆိုရင်မဆူဆောင်တော့တီးတဲ့ထားပါတယ်တမဦးသိနေဆိုတာလက်ထက်ကတိုင်းပြည်ရဲ့အချင်းလေးတွေတိုးတက်ချင်းလေးဆိုရုပ်ချင်းလေးကိုမဆူဆောင်တော့တီးတဲ့ရေးတယ် ။ဒေါ်စုကြည်ဆိုရလက်ထက်ကိုမဆုစာကိုတည်တဲ့တောက်ရှိတယ်။ဘာလာရင်နဲ့ပတ်သက်တဲ့အကြောင်းမှာဆိုရင်မဆုစာကိုတည်တဲ့တောက်ကျွန်မရှိတယ်။ဆိုတော့ကျွန်မကမဆုစာကိုလေးရုပ်ရှိ။ဒီနေ့မနေ့ကျွန်မရဲ့မဆုစာကိုလေးတွေကျွန်မပြန်ဖတ်ရင်ကထင်းလင်းဦး2014နိုဘာမှာ6ဦးတုံးမလာရွာဆိုပြီးကျွန်မရေးထားတဲ့မဆုကျွန်မပြန်တွေ့။ကျွန်တော်ဒါကအရေးကြီးလို့ရေးထားတာပဲဖြစ်ရမယ်။ဒါဘာအကြောင်းညာလဲဆိုပြီးကျွန်မရဲ့ memory chip တွေပြန်ရှာကြည့်ရခါတွေ့ပါတယ်။ဆိုတော့မတည်သေးတဲ့လူတွေတည်ရအောင်နဲ့တည်ပြီးသားလူတွေမမေ့ရအောင်ပြန်ပြီးနားထောင်ကြည့်ပါ တေးကြတာမြတ်စွာဘုရားဗမာလူမျိုးမဟုတ်ဟုတ်လားမဟုတ်ဘူးရှမ်းလူမျိုးလားမဟုတ်ဘူးကချင်းလူမျိုးလားမဟုတ်ဘူးကရင်လူမျိုးလားမဟုတ်ပါဘူးရခိုင်လူမျိုးမဟုတ်မြတ်စွာဘုရားချင်းလူမျိုးလားမဟုတ်ပါဘူးတေးကြတာကမြတ်စွာဘုရားဒီကျွန်တော်တို့နိုင်ငံတည်းကတိုင်းရင်သာဟုတ်လို့လားမဟုတ်ဘူးနော်မဟုတ်ဘူးနော်အကိုတို့အမတို့အဲ့ဒါသိရဲ့လား မြတ်စွာဘုရားကမြန်မာနိုင်ငံသားတိုင်းရင်းသားမဟုတ်ဘူးနော်ဟုတ်လို့လားကောင်းပြီကျွန်တော်တို့ဒီနေ့အစာကြီးမကိုးကွယ်ကြနဲ့မကိုးကွယ်နဲ့ခမည်းတော်အမျိုးရှိရင်မြတ်စွာဘုရားမကိုးကွယ်နဲ့ကျုပ်တို့အမျိုးမဟုတ်ဘူးဟုတ်ပါဆိုင်ထမင်းမြတ်စွာဘုရားရခိုင်မဟုတ်ဘူးလေမြတ်စွာဘုရားရှမ်းမဟုတ်ဘူးမြတ်စွာဘုရားမြန်မာမျိုးသားမဟုတ်ဘူးမြတ်စွာဘုရားကချင်လူမျိုးမဟုတ်ဘူးကျွန်တော်တိုင်းရင်းသားမဟုတ်ဘူးကျွန်တော်ဘယ်လိုကိုးကွယ်ရပြောတတ်မှာမဟုတ်ဘူးအခုတော့မှတော့ဘယ်လိုကိုးကွယ်ရ ဘာမှမကူဘူးဘာလို့ရှိကူလဲကိုတောင်မှဒီမြတ်စွာဘုရားကနှာခေါင်းချွန်လားမျက်လုံးပြူလားမျက်ခုံးငွေကောင်းလားမသိပဲနဲ့ကျွန်တော်တို့ဘာလို့ဦးချကြော့နေတာလဲတေးကြရဲဒီကောင်ထင်းလေးဦးဒီကနေ့ကြံကြံကိုမနေလာဘူးအယူအယူဆိုပြီးတော့အိမ်ဦးကန်းတက်ပြီးခြိပါတယ် NLD ပါတီဘဟုကော်မတီဝင်ပြန်ကြရေးဖွဲ့ဝင်ထင်းလေးဦး ချောင်းမြို့နဲ့တော့မလာရွာမှာ NLD ပါတီကကျင်းပတဲ့စာပေဟောပြောပွဲမှာအဲ့ဒီလိုဘာသာရေးစော်ကားသွားတယ်။မသိတဲ့လူမတတ်တဲ့လူကဆရာကြီးလုပ်တယ်စင်မော်တက်ပြီးအဲ့ဒီလိုဟောပြောတယ်။အောက်ကနီပေါ်နီလေးတွေကလက်ခုပ်တီးပြီးအားပေးကြတယ်။သိကြတဲ့ဒီကောင်နေဒီကောင်မတွေဒီကနီးကဲကြောင်ကိုမနေတော့ဘူး။ဒီကနီးကဲကြောင်မှာအခင်ညာတုတ်ဆိုတာပါတယ်။အခါဆိုတာကဘာဦးအခင်ဆိုတာကဘာဦးညာဆိုတာကတိတာ။အခင်ညာတုတ်ဆိုတာကဘာဦးအစနော်ကဘာဦးစတဲ့ဖြစ်ပေါ်လာပုံဆိုတာပေါ့။ ညှို့ဆူထားတာအကင်ညာတော့အဲ့ဒီဒီကနီးကဲချမ်းပါပဲလက္ခဏာအတုပ်ဆိုတာပါတယ်ခင်ဗျားတို့ဒီလက္ခဏာအတုပ်ကိုခင်ဗျားတို့အုံနောက်ညံနဲ့မလစ်လာဘူးခင်ဗျားတို့မမှတ်သားဘူးဆိုရင်တော့မှသုံးတဲ့နှစ်ပြားဆက်လက္ခဏာလောက်တော့ခင်ဗျားတို့ကြားဖို့မယ်ထင်ပါတယ်မြတ်စွာဘုရားရှင်ဒီသုံးတဲ့နှစ်ပြားဆက်လက္ခဏာလက္ခဏာတော်ငယ်80အတွဲသွင်းနဲ့ပြည့်စုံတော်မူသောအဲ့ဒါကိုမဟာပုရိသလက္ခဏာလို့ခေါ်တယ်။ဒီမဟာပုရိသလက္ခဏာလောက်တော့လက္ခဏာလောက်ကတော့ခင်ဗျားတို့ကြားဖို့ပါလိမ့်မယ်။ဒါပေမဲ့ခင်ဗျားတို့ တိမ်ဖုံးတာကုလို့ရပြီမယ်ထမိန်ဖုံးတော့ကုလို့မရပဲနဲ့ခင်ဗျားတို့ဇုံကန်းပြီးတော့အဲ့ဒီလိုဆော်ကားနေကြတယ်ဗါလေဖះကနှာခေါင်းချုံမှန်းမသိမျက်လုံးပြူမှန်းမသိမျက်ခုံငွေကောင်းမှန်းမသိဆိုပြီးအဲ့ဒီလိုမျိုးဆော်ကားနေကြတယ်နော်ဒီကနေ့ကကြလက္ခဏာတို့တော်မှာမဟာပုရိသလက္ခဏာဆိုတာပါလေထက်ရှိတယ်အကင်ညာတို့အကင်ညာဆိုလို့ရှိရင်လည်းကဘာဦးလူသားစာစတင်ဖြစ်ပေါ်လာပုံကြောင့်ခဏတို့ကဘာသာရေးနဲ့အလန်းဝေးလို့နော်ရှေ့ဆောင်နွားလာဖြောင်းပြောင်းသွားမှနောင်နာတက်တိုက်ဖြောင်းပြောင်းလိုက်ရအခုရှေ့ဆောင်နွားလာရောက်ခွေးနေကြတော့နောင်နာတက်တိုက်ကခွေးကြီးကြိုက်နေကြတယ် အန်အန်ဒီပါတီရဲ့ဥက္ကဋ္ဌဖြစ်တဲ့အောင်ဆန်းစုကြည်ကိုယ်တိုင်ကမျက်စောပြားဆိုတာအိန္ဒိယအတိုက်ငယ်ရဲ့မင်းသားငယ်တစ်ပါးတာဖြစ်ပါလေဆိုပြီးအဲ့ဒီလိုမျိုးဘာသာရေးဆော့ကားပြီးတော့ဘုံမတိကိုမတိဖြစ်တဲ့ခါကျတော့ထင်းလင်းဟုတို့လိုမျိုးလူကြောင်ပေါ်ကြောင်နေကဆိုင်ရေးဆရာအမိခံပြီးတော့အဲ့ဒီလိုမျိုးစင်ပေါ်တက်ပြီးဘာသာရေးဆော့ကားကြတာပေါ့ကျွန်တော်နောက်လည်းနောက်ပါဘုံမတိကိုမတိတယ်လက်ခုပ်လက်ခွာတိပြီးအားပေးကြတယ်နော်ဆိုခဏတော့ကနိုင်ငံเจ้าကိုတိတ်ပြီးထင်ကြီးနေတယ်ဆိုလို့ရှိရင်လည်းနော်ကိုယ့်ရဲ့ ဘုရားဘာသာနဲ့ပတ်သက်တဲ့စာပေနိကတ်တွေကိုမလေ့လာဘူးဆိုရင်တော့ကျွန်တော်တို့အထင်ကြီးနေတဲ့အဲ့ဒီနိုင်ငံခြားမှာ evolution theory ဆိုတာရှိတယ်။ evolution theory ဆိုတာရှိတယ်။ကမ္ဘာကြီးဘယ်လိုစတင်ဖြစ်ပေါ်လာတဲ့ပုံစံဆိုတာကိုတို့တွေလေ့လာမှတ်တမ်းတင်ထားတယ်။ဒီလောက်တော့ခင်ဗျားတို့ကြားဖို့ပါလိမ့်မယ်။အခုတော့အယူအယူဆိုပြီးတော့အင်္ဂလန်ကတက်ပြီးချိပါနေကြတယ်။ထင်းလင်းပြောထားတယ်လက်စော်ဖျားမြန်မာလူမျိုးမဟုတ်ဘူးကဲ့။မဲဆော်ပြားချမ်းလူမျိုးမဟုတ်ဘူးရခိုင်လူမျိုးမဟုတ်ဘူးမဲဆော်ပြားကမြန်မာပြည်ဖွာတိုင်းရင်းသားဖို့တဲ့အတွက်ခင်ဗျားတို့မျိုးချင်ရဲ့ဖျားကိုမကူပဲတဲ့ ါကလူတိုင်းသမားတွေကိုစော်ကားတာเนาะဘာကိုပြလဲဆိုလို့ရင်ဒီကောင်က liberal ဆွဲရောက်ပြီးကြုံစိတ်ဝင်နေတာကိုပြတာကဘာဦးလူသားအဆမကဘာဦးလူသားအဆမเนาะမဟာသမရာမင်းအုပ်ချုပ်တယ်ဘာကြောင့်မဟာသမရာမင်းအုပ်ချုပ်တာလဲဆိုရင်အဲ့ဒီခါကလူသားတွေကတလေးစပါးတွေကိုเนาะအတရက်စာနှစ်ရက်စာတစ်ပတ်စာအဲ့ဒီလိုမျိုးစုဆောင်ထားကြတယ်နောက်ဆုံးတလေးသမားတွေကိုသူ့ဆံဝန်ကအခုငါဆံဝန်ကိုသူခိုးပြီးတော့ခိုးမှုတွေဖြစ်ကြတယ်ရန်တွေဖြစ်ကြတယ်ပြဿနာတွေတက်ကြတယ်အဲ့ဒီအချိန်မှာသူတို့အုပ်ချုပ်သူအခုလက်ရှိဆိုလို့ရှိရင် social contract နော် social contract အုတ်ချုပ်သူမြင်းကိုခန့်မြောက်တယ်မဟာသမ္မာမင်းအဲ့ဒီမဟာသမ္မာမင်းကနေပြီးနောက်တစ်ဆင့်တစ်ဆင့်တစ်ဆင့်ဆိုပြီးတော့အုတ်ချုပ်သူလူသားစားမင်းမျိုးမင်းနွယ်ဆိုပြီးပေါ်လာတယ်မဟာသမ္မာမင်းကိုအစားပြုပြီးတော့အုတ်ချုပ်သူလူသားစားမင်းမျိုးမင်းနွယ်ခတိယဆိုရယ်မင်းမျိုးမင်းနွယ်ဗျမနာဆိုရယ်ပုံနာမှုပုံနာနဲ့ဝိတဆိုရယ်ကုံသွဲကုံသွဲတွေလို့တော့ကုံသွဲလို့တော့ချမ်းသာတဲ့တတိတကျွယ်မျိုးနယ်နဲ့တောက်တာဆိုရယ်ဆင်းရဲသားမျိုးနယ်လေးမျိုးပဲရှိတယ် ခရိယာဆိုတဲ့မိမျိုးမင်းနဲ့ပြမနာဆိုတဲ့ပုံနာမှုပုံမနဲ့ဝိတာဆိုတဲ့ကုံသွဲတုံတာဆိုတဲ့တာမန်အခြေခံလူတန်းစာမြန်မာလည်းမရှိဘူးတရုတ်လည်းမရှိဘူးအမေရိကန်လည်းမရှိဘူးအင်္ဂလိပ်လည်းမရှိဘူးကလားလည်းမရှိဘူးထင်းသိမ်းဥဒီကောင်ထင်းသိမ်းစားပေးကြီးတဲ့ကောင်မဟုတ်တဲ့အတွက်ဒါတွေမသိဘူးနော်အဲ့ဒီကဘာဘူးလူသားစာမဟာသမဏမင်းကလည်းပြီးတော့စတင်ခဲ့လို့မင်းဆက်ပေါင်း3000 3000ကျော်တဲ့အခါကျွန်တော်တို့မျက်စောဖျားရှင်ရဲ့ဘိုးတော်ကြီးဖြစ်တဲ့နော်ဘိုးတော်အစ္စလာမင်းတို့ဘိုးတော်ဆန္ဒကုံမင်းတို့လက်ထက်ကိုရောက်လာတယ်အဲ့ဒီကနေမှတာကီဝင်းမင်းမျိုးမင်းလည်းဖြစ်တဲ့ ဖခင်ခရမမေဆောဖခင်ရှင်ရဲ့ဖခင်မေတော့တောတော်ရဏမင်းနော်တာကေဝင်မင်းနေအဲ့လက်ကြောင့်အထုတ်တာတောတော်ရဏမင်းကတော့ဖြစ်တဲ့မေဆောဖခင်ကတော်ထွက်တော်မူတဲ့အခါအလှေကျစနစ်နဲ့တာကေဝင်မင်းနေမှာဗတ္တိယာမင်းကအထုတ်တယ်နော်ဒီဗတ္တိယာမင်းဆိုလို့ရှိရင်လည်းမင်းစည်းစိမ်ကိုဆုံးလို့ပြီးတော့တာကေဝင်မင်းသားဖြစ်တဲ့မင်းသားကနေဖြစ်လာတဲ့ဖခင်ကိုတာကေဝင်မင်းမျိုးမင်းတွေကတာနေဝင်ရမယ်ဆိုပြီးတော့မေဆောဖခင်ရှင်ဖះဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဗတ္တိယမင်းဟာမင်းစည်းစိမ်ကိုဆုံးလို့ပြီးတော့เนาะဗတ္တိယတို့ညီရောအနန္တတို့ရှင်အနုရုဒ္ဓတို့ နော်ဒေဝတ္ထာတို့တာကိဝင်မင်းသားဘကုဘကုကိမီလာနော်ဘကုကိမီလာဗတ္တိယရှင်လူလို့ပါရှင်ကြီးတော်အနန္ဒဒေဝတ္ထာဆိုပြီးတာကိဝင်မင်းသား6ယောက်ကရဟတ်ဝတ်ပြီးတော့ဘုရားရှင်အလုံးကျွေးပြုကြတယ်ဆိုလိုချင်တာကအဲ့ဒီမှာအလဲအကျအုပ်ချုပ်ကြတယ်ဒီလိုအခြေခံသဘောတရားလောက်တော့နားမလည်ဘဲနဲ့ NLD ပါတီဘဟုကောမဒီဝင်ပြန်ကြရေးအဖွဲ့ဝင်စာရေးဆရာပါဆိုပြီးအဲ့ဒီလိုဘာသာရေးကိုဆောင်ရခဲ့ကြတာအဲ့ဒီလိုဝါရမိုင်းနဲ့တိုက်တဲ့ခါကျတော့ယနေ့ခေတ်လူငယ်တွေကဇုံလုံးကြီးကန်းကုန်ကြတာ တာဂီဝင်လို့ပြောတဲ့နေရာမှာလေတာဂီဆိုတာတာခါဆိုတယ်ပါဠိစကားကလာကျုံးပင်လို့အဓိပ္ပာယ်ရတယ်နော်တက္ကတိုင်းနဲ့ကောလီယာတိုင်းတက္ကတိုင်းနဲ့ကောလီယာတိုင်းရောဟိနေမြေကအရှိတိုင်းနဲ့အနောက်ဘက်မှာတိုင်းနဲ့တိုင်းရှိတယ်ကလောတော်ယူအရှင်းပြီးတော့မြို့တွေတဲ့အတွက်ကောလီယာတိုင်းနော်တက္ကတိုင်းဆိုတာကတက္ကဆိုတာကတကြတာဂီဝင်တကြတက္ကတာခါဆိုတာကျုံးပင်ကိုခေါ်တယ်နော်ကျုံးတော်ယူရှင်းလင်းပြီးတော့ မြို့ဒီရွာဒီခဲ့တဲ့တာကီဝင်မြို့မင်းနယ်တွေဖြစ်တဲ့ဆိုတော့ဒီတကြတာကီဝင်ဆိုတာကကျွန်းတော်ထဲမှာကျွန်းပင်တွေကိုရှင်းလင်းပြီးတော့နေတဲ့လူမျိုးတွေကိုခေါ်တာသဘောပါသလားအဲ့ဒီကနေတော့ဒါကဒီတာကီဝင်မြို့မင်းနယ်တွေမဟာသမရမင်းကနေပြီးတော့ခရီးရမြို့နယ်တွေပေါ်လာရင်အဲ့ဒီကနေအစစ်စစ်အုပ်ချုပ်လိုက်တာလက်စော်ဘုရားရှင်ရဲ့ဘိုးတော်ပြီးတော့ဆန္ဒကုမင်းတို့ဘိုးတော်အစ္စနာမင်းတို့လက်ထက်မှာအဘိဓါကြာမင်းဒီတာကီဝင်မြို့မင်းနယ်တက္ကသိုင်းကပိလဝဤသား တက်ကအတိုင်းကပ်ပြီးလို့ပြည်သားအဘိယာသာမင်းဟာသူ့ရဲ့နောက်လိုက်နောက်ပါစစ်တီဘိုးဘောင်မှုရက်တွေခြာရံပြီးတော့ထီနန်းစိုးဆိုင်ဖို့အတွက်ကုန်းကြီးလိုက်ရှာရင်နန်းတီဘိုးနေရာလိုက်ရှာရင်းနဲ့နော်အခုမြတ်စွာဘုရားပွင့်တော်မှာမင်းစီမတွေကအိန္ဒိယကနေပြီးတော့မွန်ဂိုတို့တိဘက်တို့ကိုဖြတ်ပြီးတော့ကျမတို့တကောင်းကြီးကိုတည်ထောင်ခဲ့တာတကောင်းအဘိယာသာအတို့ဗမာတာကီမျိုးမမျိုးဂိုတေးစားတခင်မျိုးတွေတို့ဗမာမကြောက်ဘူးလား အပြည့်အစားမင်းကနေတကောင်းမြေကိုစပြီးတော့တည်ထောင်ပြီးတော့တကောင်းမိတ်ဆက်ကနောက်ဆုံးကျမတို့ပြေးအသေးခစ်တရာတတပောင်မင်းမှာဆုံးသွားတယ်။ဒါတို့ဘုံဒီကုန်းဒီနဲ့ဆိုင်းဆရာဆိုတဲ့မျက်နှာကုန်းဆုပ်ပြီးတော့ကွန်မြူနတီဘာသာရေးဆောင်လာကြတယ်။ဒါတွေကိုအဟုတ်အမတ်ကြီးထင်နေကြတဲ့လူငယ်တွေနေဖို့နေပိတ်တွေဆိုပြီးမှလည်းသူများသကားလိုလမ်းဆုံးနေကြတယ်။နော်ဆိုတော့ဘာသာရေးလူမျိုးရေးဆိုတာအကဲဆက်တယ်မသိရင်မတိုက်ဆရာကြီးမလုပ်ကြနဲ့ သိမတန်ဆိုင်မလုပ်ကြနဲ့နော်အဲ့ဒီအမှုနယ်ပဲနောက်ဆုံးတော့ထင်းရင်းမှုဒီတာသနာတော်ညှိနှိုင်းစေမှုထောင်သုံးနေကြပြီအခုကတော့ထောင်ကနေလွတ်ပြီးတော့ဘယ်တင်အကုန်မှသွားပြီးရှင်းတယ်နေတော့မသိဘူးနော်2014 2014ဆိုတော့ကျွန်မလည်းအင်မတန်ငြင်းသေးတယ်အဲ့ဒီအချိန်လုံးကအခုလို social media တွေလည်းမပေါ်သေးဘူးမခက်စားသေးဘူးကောက်ကောက်မတိသေးဘူးနောက်73မှာဆက်ရန်ဖြည်ပြီးနောက်74မှာအဲ့တော့ကရွာအเจ้าမှာအเจ้าဆရာမှာဖြစ်ကလေးတွေကိုစာပြန်တင်နေတော့မှရှိသေးတယ် ဒါပေမဲ့အသက်ရွယ်ရကျွန်မအဲ့ဒီလိုငယ်ပြီးမဲ့အသက်ကြီးပြီးထင်ချိန်မရှိတဲ့ထင်လင်းဥနဲ့ဆိုင်တော့ဘာသာရေးကိုကျွန်မတို့ပုံပြီးနားလေဘာလို့လဲဆိုတော့ကျွန်မမိပါရီကငယ်ငယ်လေးတည်းကထမင်းတွေးခဲ့တော့ကျွန်မကထမင်းစားပြီးကြီးခဲ့တော့လူပြည်တော့ကျွန်မတွေးတတ်တယ်နော်ဆိုတော့နောက်ဆုံးအနှစ်ချုပ်ရင်းနဲ့ပြောရရင်ရှေ့ဆောင်နွာလာဖျောက်ပြောင်သွားကနောင်နာတတိုက်ဖျောက်ပြောင်လိုက်ရတယ်အခုတော့တို့တို့တစ်ဖွဲ့လုံးမှာရှေ့ဆောင်နွာလာခွေးနဲ့ညာကနောင်နွာတတိုက်ခွေးချီးကြိုက်လို့ခွေးထဲမိုက်နေကြတယ်ဆိုတာပါပဲ